မင်္ဂလာပါသားတို့သမီးတို့ရေဒီနေ့ဒီချဲကကိုရိုင်းပုံပြောကြရအောင်ဆိုတဲ့သင်ခန်းစာကိုဆွေးနွေးတင် जा ပေးမှာဖြစ်ပါတယ်အဲ့တော့သားတို့သမီးတို့ကလည်းပုံမြင်နေအများကြီးဖတ်ဖူးကြရနော်ဖတ်လဲဖတ်ဖူးကြမှာပါဆရာဆရာသမားတွေကလည်းသားတို့သမီးတို့ကိုပြောပြတဲ့ပုံမြင်လေးတွေရှိတယ် ားတို့သမီးတို့ကလည်းနားထောင်ကြတယ်တင်ယူခဲ့ကြတယ်အခုတော့ဖတ်ထားတဲ့ပုံပြင်တွေကိုဘယ်လိုပြောကြမလဲလေ့လာပြီးတော့ကိုယ်တိုင်ပုံပြောကြရမှာနော်ကိုယ်တိုင်ဘယ်လိုဖန်တီးကြမလဲကိုယ်တိုင်ပုံပြောကြတော့မဲဆိုရင်ပုံပြင်ထဲမှာဘယ်လိုဇက်ကောင်တွေကိုယ်ပုံပြင်ထဲကိုထည့်သွင်းမှာလဲပြီးတော့ပုံပြင်ကဘာအကြောင်းနေနဲ့ပုံပြင်လုံးမှာလဲပုံပြင်ထဲမှာဇက်ဆောင်ကိုလူပဲဖြစ်ဖြစ်လိမ့်ဆံပဲဖြစ်ဖြစ် ထက်သွင်းပြီးတော့ဖန်တီးနိုင်တယ်။ဇက်ကောင်တွေထဲမှာပုံမြင်တွေထဲမှာဘလို့ပါဝင်ထားတယ်။အာပုံမြင်ရဲ့ဇလန်းတွေထဲမှာဇလန်းကိုဘလို့အဆုံးသတ်ထားလဲ။သားတို့သမီးတို့ကကိုယ်တိုင်ဖန်တီးရမှာနော်။စိတ်ကူးရမယ်။ကိုယ်တိုင်လည်းပုံဖော်ရမယ်။သားတို့သမီးတို့ကကိုယ်တိုင် ပုံမြင်ကိုမဖန်တီးခင်မှာပုံမြင်ကိုမပြောခင်မှာဖတ်စာအုပ်ပါပုံမြင်လေးကိုအရင်အဆုံးဖတ်ကြည့်ကြမယ်နော်။ဒါဆိုရင်သားတို့သမီးတို့ကစာမျက်နှာ69မှာပါရှိတဲ့ကိုယ်တိုင်ပုံပြောကြရအောင် ပုံပြင်လေးကိုဖတ်ကြည့်ကြမယ်နော်ကိုယ်တိုင်ပုံပြောကြရအောင်တခါတုန်းကဥလေးစီမှာအစအနောက်တန်တဲ့မြောက်ကလေးတကောင်ရှိတယ်။သူဟာဒီမြောက်ကလေးကိုတော်ထဲမှာထင်းခွေသွားရင်းနဲ့တွေ့လို့ခေါ်လာခဲ့တာဖြစ်တယ်။မြောက်ကလေးကသူ့တခင်ကို အမြဲတမ်းစလိနောက်လိရှိတယ်သူတခင်ကမစဘူးမနောက်ပြောင်ဖို့မြောက်ကလေးကိုပြောတယ်ဒါပေမဲ့မြောက်ကလေးကဘတော်မှနားမထောင်ဘူးတနေ့မှသူတခင်ကအုံးဒီတလုံးကိုယူလာပြီးတော့မြောက်ကလေးကိုပေးလိုက်တယ်ဟုတ်ပြီတော့ပုံမြင်ရဲ့အစမှာဘာပြောတာလဲတခါတော့ဦးလေးကြီးစီမှာတဲ့အစအနောက်တန်တဲ့မြောက်ကလေးတကောင်ရှိရဲ့တဲ့အဲ့ဒီဦးလေးကြီးကမြောက်ကလေးကိုဘယ်ရရလာလဲဆိုရင် တောထဲကနေပြီးတော့ထင်းခွေသွားရင်းနဲ့သူကတွေ့လို့ခေါ်လာတာထင်းခွေသွားတယ်ဆိုတာဟာတောထဲနယ်ဘက်ဒီမှာနေတဲ့လူတွေကမြို့ပယ်မှာနေတဲ့လူတွေလို့ဟာလက်စစ်မီးတွေဟာ gas မီးပိုတွေမရှိဘူးအဲ့လိုမရှိတော့တောထဲမှာနေတဲ့လူတွေကဟာတစ်ပင်တစ်ကိုင်းတွေရဲ့အချောက်တွေကိုခုတ်ဖြတ်ယူတာကိုထင်းခွေတယ်လို့ပြောတာပါရလာတဲ့တစ်ပင်တစ်ကန်းအချောက်တွေကိုခုတ်ဖြတ်ပြီးတော့မီးဖို့မယ်ဖို့ပြီးတော့ထမင်းဟင်းတွေကိုချက်ပြုတ်စားတောက်ကြတာပါ တောထဲမှာတင်းခွေသွားရင်နဲ့မြောက်ကလေးကိုခေါ်လာတာပါအဲ့တော့မြောက်ကလေးကသူ့တခင်ချစ်တော့အမြဲတမ်းစနောက်တယ်သူ့တခင်ကလည်းပြောတယ်မြောက်ကလေးကိုမစနဲ့မနောက်ဘူးအမြဲတမ်းပြောတယ်ဒါပေမဲ့မြောက်ကလေးကဘတော်မှနားမထောင်ဘလို့မှလည်းပြောလို့မရဘူးတဲ့အဲ့တော့သူ့တခင်ကအုံဒီတလုံးကိုယူလာပြီးတော့မြောက်ကလေးကိုပေးလိုက်တယ်အဲပုံမြင်ပြောတဲ့ဆရာမဒီမှာတယ်ပုံမြင်လေးကိုရက်လိုက်တယ်အဲပြီးတော့ ကဲမြောက်ကလေးဘာဆက်လုပ်မလဲထင်တယ်ကလေးတို့ဆက်ပြောကြည့်ကြအောင်လို့ဆရာမကပြောတယ်ကလေးတို့ကိုယ်တိုင်ပုံမြင်ကိုဆက်ပြောကြအောင်ဆက်ပြီးတော့ဖန်တီးပြီးတော့ပုံဖော်အောင်ဦးလေးကြီးကမြောက်ကလေးကိုအုံဒီတလုံးပေးလိုက်ပြီအဲမြောက်ကလေးကလည်းအုံဒီတလုံးရသွားပြီအာမြောက်ကလေးနဲ့အုံဒီဘာဆက်ဖြစ်မှာလဲအုံဒီကိုဘယ်လိုလုပ်ရမှာလဲကလေးတို့ဘာသာကလေးတို့ဆက်ပြီးတော့စဉ်းစားပုံဖော်အောင်ပုံမြင်ကိုအဆုံးသတ်ပေးရမှာဖြစ်ပါတယ် အဲဒါဆိုရင်သားတို့သမီးတို့ကိုယ်တိုင်ပုံပြင်ကဘာဆက်ဖြစ်လာမလဲဆိုတာကိုကိုယ်တိုင်ဖန်တီးပုံဖော်ပြီးတော့ပုံပြင်ကိုကိုယ်တိုင်ပြောရမှာကဲသားတို့သမီးတို့ကပုံပြင်ကိုဖန်တီးတော့မယ်ဆိုရင်ကိုယ်တိုင်နော်မှတ်စုစာအုပ်ကလေးနဲ့ရေးမှတ်ထားမယ်ပုံပြင်ကိုရေးမှတ်ထားမယ်ဆိုရင်ဇက်ဆောင်ရဲ့နေရာနဲ့အဖြစ်အပျက်တွေကိုမှတ်စုရေးထားရမယ်အဲပုံပြင်ကိုနောက်ဆုံးဘလို့ဆုံးသက်မလဲတခါတည်းမှတ်စုစာအုပ်ထဲမှာရေးမှတ်ထားမယ် အဲအဆုံးတက်ကူတော့သားတို့သမီးတို့ကိုယ်တိုင်ဘလို့အဆုံးတက်မှာလဲကိုယ်တိုင်ဖန်တီးရမှာဆိုတာတော့လေ့ကျင့်ခန်းကလေးပါသားတို့သမီးတို့ကိုယ်တိုင် ပုံမြင်ကိုအဆုံးတက်နိုင်မှုစာမျက်နှာ80မှာစကယ်လုံးလေး၃လုံးပေးထားတယ်အဲ့ဒီစကယ်လုံး၃လုံးနဲ့သားတို့သမီးတို့ကိုယ်တိုင်ပုံမြင်ကိုအဆအဆုံးဖန်တီးပုံဖော်ရမှာပထမအဆုံးစကယ်လုံးကအတော်ကြီးအဲအတော်ကြီးတယောက်ပါတယ်ဒုတိယစကယ်လုံးကတော့စပားစိเนาะစပယ်စိလေးတွေပေးထားတယ် ။စပယ်စီဆိုတာကစံမဖြစ်ခင်မှာစပယ်နံလေးတွေကိုချွေချထားတဲ့အစီလေးတွေပါ။ဩနောက်ဆုံးစကားလုံးကတော့ဘဲကလေးနော်။ဘဲကလေးတကောင်ဖြစ်ပါတယ်။သားတို့သမီးတို့ကစကားလုံးသုံးလုံးကိုအသုံးပြုပြီးတော့ပုံမြင်တဲ့ပုတ်လုံးကိုကိုယ်တိုင်အဆအဆုံးဖန်တီးပုံပေါ်ရမှာဖြစ်တယ်။အဲပုံမြင်ထဲမှာဇက်ကောင်တွေကအတော်ကြီးရဲ့စပယ်စီရဲ့ဘဲကလေးနော်အဲ့ဒီတော့ပုံပြင်ကဘယ်နေရာမှာလဲခလေးတို့ကိုယ်တိုင် နေရာကိုဖန်တီးရမယ် ပုံမြင်ထဲမှာအတော်ကြီးရဲ့ဘဲကလေးရဲ့စပားစီလေးတွေကပုံမြင်ထဲမှာဘာဖြစ်တဲ့တွေဖြစ်မှာလဲသားတို့သမီးတို့ကိုယ်တိုင်စဉ်းစားရမှာနော်နောက်ဆုံးအဆုံးသက်ကိုဘလို့အဆုံးသက်မှာလဲကလေးတို့ကိုယ်တိုင်စကလုံးသုံးလုံးကိုအသုံးပြုပြီးတော့ပုံမြင်တဲ့ဘုတ်လုံးကိုအစအဆုံးကိုယ်တိုင်ဖန်တီးပြီးတော့ပုံဖော်ရမှာမဆူလေးတွေရေးပြီးတော့ဖန်တီးပုံဖော်ရမှာသားတို့သမီးတို့ကိုယ်တိုင်စကလုံးသုံးလုံးကိုအသုံးပြုပြီးတော့ပုံမြင်ကို ဖန်တီးရေးသားရမယ်လေးကျင်ကန်းလေးပဲเนาะ ိုတိုင်ပုံပြောကြရအောင်ဆိုတဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲနောက်စာသင်ချိန်ဒီမှာသားတို့သမီးတို့ ਨੇ ပြန်လည်ဆုံတွေ့ကြမယ်เนาะ